ညီဟုရမှာပုဗ္ဗေတိဝါတာအပင်ကြီးကိုရရှိတော်မူတယ်။ပုဗ္ဗေတိဝါတာအပင်ကြီးရဲ့အစိတ်ပိုင်းကတော့ရုပ်ပြန်တန်တွေကိုပရမတ်ဉာဏ်နဲ့ဆက်အောင်သိသိကျင်းပါလေ။ပုဗ္ဗေတိဝါတာအပင်ကြီးကိုရရှိတော်မူကြတဲ့သာသနာ့ပကာလတုန်းကပုဂ္ဂိုလ်တွေကရုပ်ပြန်တန်တွေကိုပရမတ်ဉာဏ်နဲ့ဆက်အောင်မသိသိနိုင်ကြပါဘူး။ဒါကြောင့်မို့သင်္ကန်းဤအကျိုးပြည့်တဲ့ကံကိုပြန်ပြီးဆန်းစစ်ခွင့်သူတို့မှာမရှိပါဘူး။ဆန်းစစ်နိုင်ကံမရှိလို့မှားမှားရင်းရင်းအဆုံးကထွက်ပေါ်လာကြခဲ့ကြတယ်။ လူမိုက်တွေနဲ့လက်ပြီးသွားကြတယ်လူမိုက်တွေငဲပြီးသွားကြတယ်လူကောင်းတွေလက်ပြီးသွားကြတယ်လူကောင်းတွေငဲပြီးသွားကြတယ်ဘာဖြစ်လို့လဲတေဂာတိကံကူတော့မဆန်းစစ်မရှိပွားနိုင်တော့ကောင်းတာမြင်ပြီးတော့တေဂာတိမှာမကောင်းတဲ့ကံကျိုးပေးသွားတာမသိလိုက်ဘူးအဲ့ဒါဘာဖြစ်လို့လဲရုပ်တေဏ္ဍီကိုပရမတ်ဉာဏ်ပြီးဆိုင်အောင်မသိသိနိုင်တဲ့အတွက်ကံနဲ့ကံရဲ့အကျိုးတရားကိုဉာဏ်ဖြစ်ထိဖောက်ပြီးသံသံကံကံတိခွင့်မရဘူး တရားရှင်ရဲ့အဆုံးအမအောင်မှာကျင့်ကြရတဲ့တတော်ကောင်းတွေသာဖြင့်ရုပ်တည်နံတွေကိုပရမတ်နံတွေစိုက်၍ပုဗ္ဗေနိဗ္ဗာန်အပင်ရှင်ကိုရရှိအောင်ကြိုးစားခွင့်ရကြလို့ဒီကံဤကျိုးပြတဲ့ကံကိုငင်ခွင့်ရလို့ကောင်းသောလူတွေနဲ့ဖြစ်တော်လဲမန္တိကမြေဖျားကြီးလိုလိုပေါ့ဟုတ်ပြီနော်ကုသိုလ်တွေတိတ်လုတ်တယ်လေဒါပေမဲ့ဒီကံဤမှာအကျိုးပြတဲ့ကံကမင်းကြီးကိုလှည့်ပြတဲ့ကံလေအဲ့ဒီကံကို နာယုတ်တည်တဲ့ဒီပရမတ်ဉာဏ်မြင်ဆိုင်အောင်မသိစိထားရင်တော့လုံးဝမရှိနိုင်ဘူး။ဒါဆိုရင်မန္တိကမြေပြားကြီးလူကောင်းကြီးအောင်ပဲဖြစ်သွားတယ်ငရဲကြသွားတယ်ပေါ့။ဒီဒါကြောင့်မို့ partial understanding is very dangerous ဆိုတာအဲ့ဒီကလာတာ။ဟုတ်ပြီနော်။အနေငယ်ညာမပြည့်မစုံတိတဲ့အတိဟာအန္တရာယ်ရှိရဲ့။အဲ့ဒီအဆုံးမကြီးကဘယ်ကလာတာလဲအပင်ကြီးတဲ့သူတွေကထွက်လာတာ။လူကောင်းတွေငရဲပြီးသွားကြတယ်။ဒါမသိလို့လေ။ ရုပ်တည်နံဒီကိုပရမတ်ဉာဏ်ဖြင့်စိုက်အောင်မတိလို့မမြင်လို့ပါပဲဟုတ်ပြီနော်ဒါဆိုတော့ဘုရားလုံးတော်ကရုပ်တည်နံဒီကိုပရမတ်ဉာဏ်ဖြင့်စိုက်သောအတိဉာဏ်ဖြင့်ပုဗေတိဘာသာအပင်ဉာဏ်ကိုရရှိလို့ညီဦးရံမှာပုဗေတိဘာသာအပင်ဉာဏ်ရတယ်လို့ပြောလိုက်ရနာမရူပပြိစီတဉာဏ်ကိုရရှိတယ်လို့ပြောရင်လည်းမှန်တယ်။နောက်တနည်းပြောရင်ဒုက္ခသစ္စာကိုသိတော်မူတယ်လို့သစ္စာတရားတော်တရားဖြစ်ပြောအောင် တန်ကောင်ရံကြတော့ဒိဗ္ဗစကုပညာရရှိတော်မူတယ်။အဲ့ဒါကတော့သူဘာလို့ရဲ့ကံနစ်ကံကျူတရားကိုသိတော်မူတဲ့အတွက်ပြည့်စုံသောပညာကိုရရှိတော်မူတယ်။ဥပ္ပိနိဝါဒအပင်ခြင်းဖြင့်မိမိဤကံနစ်ကံကျူတရားကိုသိဒိဗ္ဗစကုပညာဖြင့်သူတော်ဘာလို့ဤကံနစ်ကံကျူတရားကိုသိတော်မူတဲ့အတွက်ပစ္စယပရိကဉာဏ်ရတယ်လို့ခေါ်မယ်။တနည်းတမှုတရားတစ္ဆာသိတော်မူတယ်။မိုးတောက်ရံကြတော့မှအဲ့ဒီဒုက္ခတစ္ဆာမရတဲ့ယုတ္တရဉာဏ်တရား မှုတရားသစ္စာမရတဲ့အကြောင်းတရားအကျိုးတရားတွေကိုလက္ခဏာသုံးနဲ့တင်ပြီးဝိပဿနာရှုလို့ရှုတော့ဘာဖြစ်ရှုတော့ဘာဖြစ်လဲဆိုတော့မြညာပူဇင်စိုက်တယ်ဗောအင်းဒီဥပ္ပဥပ္ပကိလေသာစု commentary to upakilesa su it is explained what is the object of the first part of tradition knowledge of buddha it is first jhana dhamma since the perishing of first Janadama, Bodhisattva contemplate impermanent suffering and non-self, and then attain first part of fruition knowledge. The object of second part of fruition knowledge is second jhana. Since the perishing of second Janadama, contemplate impermanent suffering and self when the insight knowledge matures, second part of fruition knowledge arises. For the third part, of the creation knowledge is based on that jhana dhamma. For the fourth part, of the creation knowledge is fourth jhana With the first jhana dhamma, supermundane concentration arose in the Buddha, taking nirvana as an object, removing the respective department. Okay? And then creation knowledge followed by if the Buddha want to enter the purification knowledge, taking Nibbana as an object, there is an object, and there is mental process, which is purification mental process, taking Nibbana as an object. Is a true? Object and mind ceases in the attainment of path and purification knowledge. Understand? God, Prabhupada ในปัจจิมายังได้ปฏิบัติวิปัสสนา ในพระอัฏฐกดาของอุปาคิลิสัสสุอธิบายไว้ อารมณ์ของพระบริสัทที่ทำให้บรรลุสดาปฏิมาสดาปฏิผลนั้นเป็นปฐมฌานธรรมฌานธรรมของปฐมฌานโดยเห็นความดับของปฐมฌาน จิตเจตสิกของพระปฐมฌานพิจารณานิจจังทุกขังอนัตตา ในเวลาวิปัสสนาญาณเก่กล้าสดาบติมักสดาบติผลเกิดขึ้น อารมณ์เป็นพระนิพพานมีจิตที่รู้พระนิพพานแล้วก็ปฏิบัติต่อเพื่อจะบรรลุสกดากามีมักสกดากามิผล ที่พระพระธากราที่ไปไว้ ชั้นสอง ชา้นธรรมของชั้นสองเป็นอะไรโดยเห็นความดับของชา้นธรรมของชั้นสองพิจารณาอนิจจังทุกขังอนัตตา ในเวลาวิปัสสนาเย็นยันเกิกล้าแล้วก็ยันอันที่สองคือคิดผลยันก็ตามมาด้วย อารมณ์เป็นพระนิพพานจิตที่รู้อารมณ์ก็เกิดขึ้น เพื่อจะเข้าอนาคามิมะอนาคามิผล อาศัยตัตยชานเพื่อจะบรรลุอรหัตมรรคอรหัตผลอาศัยจตุตชานในเวลาที่บรรลุมรรคยาณผลญาณอารูปินพระนิพพาน แล้วก็ในเวลาเข้าผลญาณพระสมาปฏิวิธีเกิดขึ้น มีอารมณ์เปินพระนิพพาน ถูกต้องไหม อารมณ์และจิตที่รู้อารมณ์ดับในเวลาบรรลกแม่ขายาของนั่นยัใช่ไหมค่าอะไรผู้ที่ได้บรรลุแม่ขายาของนั่นยังอารมณ์เละจิตที่รู้อารมณ์ดับไปใช่หรือเปล่าไม่ใช่ไม่ใช่มีอารมณ์ที่เป็นพระนิพพานใช่ไหมในเวลาที่เข้าขลงนันยัง อารมณ์เป็นนักอารมณ์เป็นพระนิพพานจิตที่รู้อารมณ์เป็นพระนิพพานพระนิพพานเกิดขึ้นใช่ไหมค่ะเะ้ยนี้มีอารมณ์แล้วก็มีจวนาจิตที่รู้พระนิพพานเป็นอารมณ์ ที่พระเทราที่มีชื่อเสียงดังพูดกันว่าในเวลาที่บรรลุมรรคยังพลายังอารมณ์และจิตที่รู้อารมณ์ดับไปอันนี้ถูกต้องไหมไม่ค่ะไม่ โอเคเข้าใจด้วยครับงงๆเอ๊ะงงๆก็ต้องที่ไปให้ยมเข้าใจก่อนนะဟုတ်ပြီကဲဆက်ပြီးတော့နည်းနည်းဆိုကြစို့ဘုရားလောင်းတော်ရဲ့တောင်းဝင်ခီးနောက်ဆုံးအာယုဟာတခုပဲသောတာပတိမေသောတာပတိဘုဆိုင်ရဲ့တဲ့ယုတ်တိနန္ဒီအကြောင်းတရားအကျိုးတရားတွေကိုလက္ခဏာ3ပါးတင်ခဲ့တယ်ဣဇဒပိတာတဏ္ဍာနပါလုံးတင်ခဲ့တယ် ကုသိုလ်အကုသိုလ်တင်ခဲ့တယ်ဒါပေမဲ့ပေါင်းမင်ကံဒီမှာတော့ဥပကိလေသာတုတ်ကိုဖွင့်ဆိုတော်မူတဲ့အထကရာထဲမှာဘုရားလုံးတော်ရဲ့သောတာပတိမက်ကိုဖြစ်ပေါ်စေခဲ့တဲ့ရှုခံအာယုံကိုရှင်းပြခဲ့တယ်ပထမဇန်ဝင်စားနေအဲ့ဒီပထမဇန်နန္တရားရဲ့အပြည့်တွေကိုမြောင်ကြည့်ပြီးလက္ခဏာကြီးတုံးနေတယ်ဝိပဿနာဉာဏ်ဉာဏ်ကြီးတဲ့သောတာပတိမက်သောတာပတိဖို့စိတ်တော်မူတယ် သောတာပတ္တိဘက်ကဆရာကြည့်တဲ့ကိုပြတ်တတ်တယ်နိဗ္ဗာန်ကိုအာရုံပြုတယ်။ဖို့စိတ်ကနိဗ္ဗာန်ကိုအာရုံပြုပြီးတော့ဆက်ပြီးတော့နောက်ကနေဆက်ဖြစ်တယ်။သောတာပတ္တိဖို့ဝင်စားကြတယ်ဆိုရင်နိဗ္ဗာန်ကိုအာရုံပြုပြီးတော့ဖို့စောတရားသင်္ခါများဆိုဆက်အဆက်မပြတ်မဖြစ်ဘူးလား။အဲ့ဒါပထမဇန်နှစ်ရှင်သောလောကုတ္တရာတမာတိလို့ခေါ်ရင်ကိစ္စံတမာတိတော်မှာအာယုန်နဲ့ရှုကအာယုန်ရှိဘူးလား။ လောကုတ္တရာတမာတိတိယအင်တန်ကြီးကျယ်နေဆိုင်ပါလေဟုတ်ပြီနော်အဲ့ဒါအာယုန်နဲ့ရှုနေတဲ့ဉာဏ်တစ်ခုလုံးချုပ်သွားတာကိုမေတ္တံပူဇာလို့ပြောရင်ဟုတ်မလားလို့မေးတာဟောတန်တိတ်နေကြပါဟုတ်ပါဘူးအေးအဲ့ဒါအဲ့ဒါဘာလို့မသိဘူးနော်ဒီအောင်ကိုသိပါလေဒီသူတို့ဂျုံမှုပြီးသားပါဒီဆရာကလည်းဒိဗ္ဗံကိုပြောရင်သူတို့ကော့ပြီးပြန်သားမလား ဲ့လိုဒီနဲ့ပြန်ကုန်ကြတာလေသဘောတွေကြငါတို့တွေသောတာပန်ဖြစ်သွားပြီဆိုပြန်ကုန်ကြတာဟန်ကြတယ်เนาะဒီဆရာတော်ပြောတယ်ဒီတတိတွေလွတ်သွားလို့ဝိနေထက်လီမှတ်နေတဲ့အချိန်မှာတော့မှဒီတိတ်တိတ်ဝိတိုင်းမလိုက်နိုင်တော့ဘူးလေဒီလိုပြီးသွားဖြစ်သွားတယ်ပြုတ်ခနဲ့သဘောရင်းကြတာအရှိကအာယုန်လည်းမရှိတော့ဘူးတိနေတဲ့ဉာဏ်လည်းမရှိတော့ဘူးဘဝင်ကြတော့ဘာလို့ခေါ်မင်းဒီဟုတ်ပြီနော် ဟုတ်ပြီအခုတော့မြတ်စွာဘုရားအလောင်းတော်ကသောတာပတိမေသောတာပတိဖို့ကိုပထမဇန်အမိပြု၍စိုက်တော်မူဒုတိယဇန်ကိုအမိပြု၍တဂရဂမိမေတဂရဂမိဖို့စိုက်တော်မူလေတတိယဇန်ကိုအမိပြု၍အနာဂမိမေအနာဂမိကိုစိုက်တော်မူလေသရုတ်ထဇန်ကိုအမိပြု၍ရတမေရတဖို့စိုက်တော်မူလေရတတို့ လှတမဘတ်ကြီးကိုဘုရားလုံးတော်မကြမကြဝင်စားတယ်။ဘယ်ချိန်မှဝင်စားတယ်။ပိတကြီးကိုတရားဟောတော့တာဓုခေါ်ကြပြီဆိုဘုရားရှင်ကနိဗ္ဗာန်အာရုံပြုပြီးတော့ဖို့ဝင်စားဖလှတမဘတ်ဝင်စားတယ်။ဟုတ်ပြီနော်။ဘာဖြစ်လို့လဲ။ပိတကိုချီးမြှောက်ခြင်းပဲ။ဘုရားရဲ့တပည့်သားတော်ကရှေ့တုန်းကရောအခုရောရှိတယ်။ဆုံးခံကြတယ်။ အဲ့နေလာဆုံးကကြောက်တတိရှိလားမရှိဘူးလားဒီနေ့မရှိတပိတ်တွေပြုတ်ကြောက်တော့ဟုတ်ပြီနော်ချက်ချင်းနဲ့ဖလားတမလာဝင်စားလိုက်တယ်ဟုတ်ပြီနော်ဘာဖြစ်လို့လဲစွမ်းနိုင်ကြပါလေဈေးညံလျှောက်ရင်းနဲ့ဘယ်သူမှမကြည့်ချင်ဘူးဖြစ်ပြက်တရားလေးဖြစ်ပြက်နေတာလေးလည်းမမြင်ချင်ဘူးဖြစ်ပြက်တွေချုပ်ဆုံးနေတဲ့နိဗ္ဗာန်အယံကြီးကိုအယံယူပြီးတော့လမ်းလျှောက်တယ်ဖလားတမပါဝင်စားလို့ရပါလေဟုတ်ပြီနော် ဘယ်မိသားစုမင်းကြီးကိုတားဖြစ်တဲ့ဇာရတက်ကအမိတ်ပေးပြီးတော့နှိမ့်ဆက်ဘူးလားနှိမ့်ဆက်ဆိုင်ဆောအာရအစာအာဟာရမပြီးတော့ဖလားတမတာဝင်စားပြီးတော့ကြည်လင်တော့ဟုတ်ပြီနော်အသားရည်ဖြစ်လမ်းလျှောက်တော်မူတယ်ဇင်းညာ6ရီပါလို့လေဖလားတမတာဝင်စားတယ်လေအိတ်နေလားဘာမှမသိဘူးလားရှုကအရင်နဲ့ရှုညာကိုပျောက်နေလားပျောက်ပါဘူးเนาะ ။ဣတိမာနဲ့စနေတဲ့သူတွေရှိပါတယ်။ဟုတ်ပြီနော်။အကြောင်းကိုအာယုန်နဲ့အာယုန်ကိုတည်နေတဲ့ဒီမာလေးစကလုံးမသားမဆိုးလို့နော်ပြေးကြည့်ပါဦးနော်။မှတ်သိစရာအာယုန်ရောမှတ်သိနေတဲ့စိတ်တွေရောချုပ်ငင်းရလို့ရောက်သွားတဲ့ဆိုတဲ့နိဗ္ဗာန်ယူဆဖို့တပည့်တော်တို့တည်လို့ပါလေကြားနေသိပြီလား။ We want to know the object and mind and the way object seasons. We want to know this is the idea of attainment of nirvana. Now, do you know what it is? No? ก็มีคำถามมีอารมณ์และมีจิตที่รู้อารมณ์ทั้งสองดับไปอันนี้เป็นกำลังหรือพระนิพพานเราเข้าใจว่าอันนี้เป็นความเห็นอะไรอย่างนี้เข้าใจแล้วหรือยังความเห็นผิดเยอะค่ะความเห็นผิดใช่แล้ว ก็เราต้องเข้าใจกันว่า เมื่อ่ผู้ที่เป็นวิปัสสนาญาณิไม่มีชั้นสมาธิโดยพิจารณานิจันทุกขังนัตตาของความดับของรูปปรมาในเวลาบรรลุบัคคายัโพลายันโลกิยสมาธิ လောကုတ္တရာသမာဓိပြုခင်ပရကောတွေ့ချမ်းနေပထမချမ်းဒိက္ခေအဲ့တော့အလုံးတည်ဖို့လိုတယ်ဝိပဿနာဉာဏ်ဤကပုဂ္ဂိုလ်ပဲဆိုကြပါစို့ဇန်သမာဓိဇန်အစေခန်းချောင်းနေရုပ်တရားတွေရဲ့အပြည့်တွေကိုမြောက်ကြည့်ပြီးတော့ အနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာတင်တော့အနတ္တလက္ခဏာတင်တဲ့အချိန်မှာဝိပဿနာဉာဏ်တို့ရင့်ကျက်လာတဲ့အတွက်ခုမဗကံကိုပြည့်ဝင်သွားပြီဝိပဿနာဉာဏ်ဒီကဇန်စေခတ်ကြောင့်နေတဲ့ပုံကွေပင်ဖြစ်တော်လေရုပ်တူကိုပရမတ်ဉာဏ်ဖြင့်စိုက်အောင်ရှုရင်မျက်မြန်ခုနဲ့စိုက်ပြီးဆိုရင်ပထမဇန်နဲ့ရှင်တော့လောကုတ္တရာတမာတိဖြစ်ပေါ်လာ ဟုတ်ပြီနော်အမတန်နဲ့ဆိုင်နေနိဗ္ဗာန်အာရုံယူပြီးတော့လူကျင်လူကျင်တဲ့ဣရာပုတိုင်းမှာဖလားတဏ္ဍဝင်စားနေကြတယ်ဘာဇန်နဲ့ရှင်လဲပထမဇန်နဲ့ရှင်တော့ဒေါတာပတိဖို့တို့ဝင်စားတော်မူကြတယ်ဒါကြောင့်မို့ဝိပဿနာယာတိကပုဂ္ဂိုလ်ရဲ့မျက်မြန်ပုံဉာဏ်စိတ်ချင်းဒီလောကုတ္တရာတမန်တိဖြစ်ရှင်တွဲဤဖြစ်ပေါ်လာတော့တမန်တိသာဖြစ်တဲ့အတွက် သုကံအာယုဆိုတဲ့နိဗ္ဗာန်တို့နိဗ္ဗာန်ကိုအာယုယူပြီးဖြစ်နေတဲ့ဖို့စောရင်းနိမ့်နိမ့်ကြီးအာကောင်းမောင်းတံဖြစ်လျက်နဲ့အလိုရှိတိုင်းကိုမဖြစ်မပျက်တဲ့နိဗ္ဗာန်အာယုယူပြီးတော့နေနိုင်ကြတာပါဟုတ်ပြီနော် so those who practice inside meditation based on Atkasina. Whether first, second, third, or fourth. The object is Atkasina. Contemplating seeing the perishing of first, second, third, or fourth jhana And then attain path knowledge. Object is not a Object is nirvana. There is attainment of Lokudra Samadhi. Okay? This is what I have introduced all of you in mind beginning of Dharma talk yesterday. Okay? There is there is attainment of concentration without arm. There is attainment of concentration without fire, without wind, without water, without boundless space, without boundless consciousness, without nothingness, without neither perception and non-perception. It means Using these concentration, they practice inside meditation, part knowledge arises. Those objects are not the objects. Nirvana is the object. Attainment of absorption, concentration, all come. This is supramundane concentration. Understand? Mawa atama an in samadhi su. Mi puti sama kau ต่ไม่ใช่ธาตุไม่ใช่ดินเป็นอารมณ์ไม่ใช่ไม่ใช่กรสินดินเป็นอารมณ์ไม่ใช่กรสินไฟเป็นอารมณ์ไม่ใช่กรสินลมเป็นอารมณ์ไม่ใช่กรสินน้ำเป็นอารมณ์ไม่ใช่อากาศาที่ไม่สิ้นไม่มีสิ้นสุดเป็นอารมณ์ไม่ใช่วิญญาณที่ไม่มีสิ้นสุดเป็นอารมณ์ไม่ใช่สิ่งที่ไม่มีอะไรเป็นอารมณ์ไม่ใช่ နေဝစัญญาနတ်စัญญาပင်အာရုဘောဝထုတိပฏิပဝိပဿနာဈာနထာတိပေခေနဝီလာခောက်ပထမဈာန်ခေါ်ပထဝီပစင်လုဒုတိယဈာန်တတိယဈာန်လုစတုထဈာန်လုအာကာသနဉာယနဈာန်လု ဝိညာဉ်ချရဏချံလူအာကင်ချညာရဏချံလူနေဝစัญညာနာစัญညာရဏချံထာဝိပဿနာယံကေကလမခယံကေခေအာရုမိုက်ပင်ကစင်တင်လံအာရုမိုက်ပင်ရူပချံလံအာရုမိုက်ပင်အာရုပချံလံအာရုပင်ပရမိပံသမာတိပေတိကေခင်တံဟုတ်ကြမ်းနခွန်ထိုင်ဟုတ်ကြမ်းနဒီနေ့ကသမာတိတုတ်တံကို ြောခဲ့တယ်တမားဒီတုတ်တံမှာဗာပြောနေတယ်ရသော်ဖျားမြေနဲ့မြေကိုအမှတ်ရှိသူမဖြစ်ပင်ရေနဲ့ရေကိုအမှတ်ရှိသူမဖြစ်ပင်မိနိုင်မျိုးမရှိတယ်မဖြစ်ပဲအဲ့ဒီလိုဆက်သွားရင် ပြီးတော့အာကာသနေစာယနာဇန်ဤရှုကံအာယုဖြစ်တဲ့ကောင်းကင်ပညာအာကာသအဆုံးရှိတဲ့အာကာသပညာအဆုံးမရှိတဲ့ဝိညာဉ်ပညာဘာမှမရှိတဲ့အာကင်စင်ညာယနာဇန်ဆိုတဲ့အရှုကံအာယုပြီးနေဝတ္တဉာဏတဉာဏယနာဇန်စိတ်ကိုဖြစ်စေတဲ့အာကာသနေအာကင်စင်ညာယနာဇန်စိတ်ဆိုတဲ့အရှုကံအာယုအဲ့ဒီအာယုတွေမရှိပါဘဲနဲ့ ဖြစ်တည်လာတဲ့တမာတိတရားဆိုတာရှိပါသလားပထမကတိုင်းကိုဝင်စားတယ်ပထမဇန်ဒုတိယဇန်တတိယဇန်သတုတ္တဇန်ဘေဇန်ဖြစ်ဖြစ်လက္ခဏာ၃နဲ့တင်တယ်အာယုကပါလေပထမကတိုင်းအရှိကအာယုကပါလေနန္တရားရှုရင်းနဲ့ဝိပဿနာဉာဏ်တွေရင့်ကျက်တော့ပထမကတိုင်းဆိုတဲ့အာယုရှိတော့နိဗ္ဗာန်ဆိုတဲ့အာယုပေါ်ပြီးတော့လောကုတ္တရာတမာတိဖြစ်လာအောင်အဲဒီလိုတမာတိမျိုးဆိုတာရှိပါလေလို့ပြောတာပါ နောက်တနည်းပထမကတိုင်းကိုအခြေခံပြီးတော့စိတ်ထားဖြစ်တဲ့ဘုံညာဖလားတမန်တတိဝင်စားခြင်းလေပထမကတိုင်းပထမဇံဝင်စားတယ်ပထမဇံကထပြီးတော့ပထမဇံတရားတွေကိုလက္ခဏာကြီးတင်တယ်အနစ်အနစ်စားနဲ့တင်တယ်ဖလားတမန်ဘဝင်စားခြင်းတော့စိတ်ညှော့လိုက်တယ်ခုမှပကန်းကိုအာယုံယူပြီးတော့ပထမကတိုင်းဟာပြတ်သွားတယ်တော့ပေါ့ ဒါဆိုရင်ပထဝီအာယုမရှိပါဘဲနဲ့ဝင်စားနေတဲ့တမာတိဆိုတာရှိပါသလားဆိုတော့သဘောပေါက်ပြီလားစိုက်ခြင်းနဲ့ကြုံရခြင်းစိုက်ပြီးတော့ပြန်ကြုံခြင်းပြန်ဝင်စားခြင်းဆိုတဲ့အပိုင်းတစ်ခုရှိတယ်ဒါဆိုရင်အာယုဖြစ်တဲ့နိဗ္ဗာန်တရားတော်မြတ်ကြီးသူ့ကိုအာယုယူပြီးတော့ဝင်စားနေတဲ့ဖလားတမန်တော်ဇောဘီတိစိတ်ဆင်ကြီးရလေပြင်းမှာထင်ရှားလေပြင်းမှာဆင်သွားတယ်လို့ထင်ရှားပြီးမဖြစ်တည်နေဘူးလား လက်ဝဲတင်ထားတဲ့မြောင်းကဲသူထိုင်ကြည့်နေတာမဟုတ်ဘူးလားဟိုချုပ်ဒီချုပ်ပါလားမဟုတ်ပါဘူးအဲ့ဒီလိုပြောခွင့်ယူလိုက်ရတာကြာကြလို့မကြည်မနှံ့မဖြစ်ကြပါနဲ့အမှန်တရားအတွေ့ရဲရင်စီချင်လို့ပြောပြတာပါမမုန်းပါနဲ့နော်အလုံးအကျိုးရှိစေချင်လို့ပြောပြတာပါနော် already five thirteen. So it is time to stop. It is good enough for all of you to understand the way how to know and see the Dharma. Quan Yuni Ping Ting Wei La Ti. ကံအတိပံကဓမ္မတိစနံဘောဝဒိုင်အတိပံတံတိဇံပင်ပောစုံခွန်လေရောဒီနေ့တိတိတိထိုက်တဲ့အပိုင်းလေးတွေရှင်းပြခွင့်ယူခွင့်ရလို့ဝမ်းမြောက်ပါလေရှင်းတဲ့ရှင်းတတ်တဲ့တိုင်းတာပမာဏတို့ရှင်းခွင့်ရပြီဖြစ်လို့ ဒီလောက်နဲ့ဒီမှာပဲကတ္တံကြမှာဖြစ်ပါမယ်။မေယောဘီဝဲလန်ဟပ်ပီမေယောနိုးစစီဒီဘာနာ in this very now gratitude turn မိကွမ်းစုကိုင်းစပိုက်ချာ gratitude turn ရူလက်ဟင်ထပ်ပီတင်ကွမ်းပီချင်းနဲ့ချီဝီနီတဏ္ဍာရောရှိသည်မြတ်ပေါင်းတို့ယောဂီတို့ကောအပေါင်းတို့စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းဖြင့်ပြည့်စုံနေကြပါစေ။ ။လူရှိရတောင့်တအတော်နိဗ္ဗာန်တရားတော်မြတ်ကြီးကိုလက်ဝဲတင်ထားပဒနာကဲ့သို့အာယုန်ရဲ့နဲ့ဖို့စောဤဖြစ်ဖလာတမတော်ဝင်စားနိုင်တဲ့အရှုကအာယုန်နဲ့ရှုဉဏ်တို့ရှိသောဘုရားခေါ်တော်နိဗ္ဗာန်တရားတော်မြတ်ကြီးဖြစ်ပြစ္ဆုတ်ကံမှာချက်ချင်းသာသာနိမန်တော့အောင်ကြောက်တို့ကြောက်ခဲ့ချင်းချင်ချုပ်အထုတ်နိုင်ကြပါစေကုန်သတည်း